all right so ဒီနေ့မှာတော့ Arizona IGCC Computer Science ရဲ့ theory မှာဘာတွေလေ့လာသင်ယူရလဲဆိုတော့ပြောပြပေးသွားမှာဖြစ်ပါတယ် chapter တစ်ခုညီနေလိုက်ဘာတွေသင်ယူရမလဲဆိုတော့မျိုးပြောသွားမှာမဟုတ်ပဲ summary ပုံစံမျိုး၄ဘိုင်းခွဲပြီးပြောသွားပါမယ် Computer Science ရဲ့အခြေခံကြဆုံးအပိုင်းတစ်ခုကတော့ data တွေနဲ့ပတ်သက်တာပဲဖြစ်ပါတယ်ဒီဘိုင်းမှာ number system နဲ့ကွန်ပျူတာမှာအချက်လက်တွေကိုဘယ်လို digital နည်းနဲ့ဖော်ပြလဲဆိုတာလေ့လာရပါတယ်။အဲ့ဒီအပြင် compression နည်းလမ်းတွေ, scissor cipher လို့ encryption နည်းလမ်းတွေ, ကွန်ပျူတာရဲ့ data storage units တွေအကြောင်းမှလေ့လာရမှာဖြစ်ပါတယ်။ဒုတိယတစ်ခုကတော့ကွန်ပျူတာရဲ့တိဆောက်ပုံနဲ့ကွန်ပျူတာတွေဘယ်လိုအလုပ်လုပ်လဲဆိုတာလေ့လာသိရပါတယ်။ကွန်ပျူတာရဲ့သဘောတရားအခြေခံတွေကွန်ပျူတာရဲ့အစိတ်အပိုင်းတွေဘယ်လိုအလုပ်လုပ်လဲဆိုတာပါပါဝင်ပါတယ်။ logic gate နဲ့ true table အကြောင်းလည်းပါပါတယ်။တတိယတစ်ခုကတော့ကွန်ပျူတာတွေအချင်းချင်းဘယ်လိုဆက်သွယ်ကြသလဲ။ internet ဆိုတာကဘယ်လိုမျိုးအလုပ်လုပ်သလဲ။အဲ့ပြင် network အမျိုးအစားတွေ network topology တွေ ် network protocol တွေနဲ့မှာပတ်သက်ပြီးသင်ယူရပါတယ်။ network security ဘိုင်းဆိုင်ရာလည်းပါဝင်ပါတယ်။နောက်ဆုံးတစ်ခုကတော့ computer နည်းပညာတွေကကျွန်တော်တို့လူအဖွဲ့အစည်းတွေနဲ့ပတ်ဝန်းကျင်မှာဘယ်လိုတက်ရောက်မှုရှိတယ်လဲဆိုတာလေ့လာရပါတယ်။ပတ်ဝန်းကျင်မှာနည်းပညာရဲ့တက်ရောက်မှု e-waste ပြဿနာစွမ်းအင်တုံးဆွဲမှုနဲ့ကိုယ်ရေးကိုယ်တိုင်လုံခြုံမှုဆိုင်ရာကိစ္စများကွန်ပျူတာနည်းပညာဆိုင်ရာကျင့်ဝတ်နဲ့ဥပဒေရေးရာတက်ရောက်မှုများစားရာတွေကိုသင်ယူရမှာဖြစ်ပါတယ်။အဲ့ဒါတွေမဟုတ်ဘဲအနာဂတ်မှာအရေးပါလာမယ့်နည်းပညာအလားအလာတွေအကြောင်းကိုလည်းလေ့လာရပါတယ်။ အဲ့တော့ဒီလောက်ဆိုရင် CS theory မှာဘာတွေလေ့လာသင်ယူရမလဲဆိုတာနားလည်ဖို့ပေါ့မယ်လို့ထင်ပါတယ်ကွန်ပျူတာဆိုင်အသင်ရောအကြောင်းသားတွေအတွက်အနာဂတ်ကာလမှာနည်းပညာပိုင်းဆိုင်ရာမှာပါဝင်နိုင်မှုအတွက်အခြေခံကောင်းတစ်ခုတိစောက်ပေးသွားမှာဖြစ်ပါတယ်။နောက်ဗီဒီယိုမှာတော့ practical ပိုင်းအောင်ဆက်လက်ရှင်းပြသွားပါမယ်။တကယ်လို့အခုပြောသွားတဲ့အကြောင်းအရာတွေမှာနားမနေတာရှိရင် comment မှာမေးခဲ့လို့ရပါတယ်။ Alright, I'll see you guys in the next video.